Hello hello ကျလေး channel ကနေပြီးတော့ပြန်လိုက်ချစ်စို့ like ပါရယ်เนาะဆိုတော့ကျလေးတို့တွေမနေ့တုန်းက conditional တွေအကြောင်းကိုလေ့လာခဲ့တယ်ဆိုတော့ဒီနေ့မှာကျလေးက verb infinitive နဲ့ verb in gerund form ပါကွာလဲဆိုတော့လေ့လာမှာပေါ့เนาะ verb in gerund form ဆိုတာက gerund noun ရဲ့အရှိအကောက်ကိုပြောတာပါ Okay ဆိုတော့ပထမဆုံးအနေနဲ့ gerund noun ဆိုတာပါလဲ ဂျရန်ဆိုတာကဖက်ကို ING ပေါင်းထားတဲ့ variant ပေါ့เนาะဒါပေမဲ့သူ့ကိုဖက်တစ်ခုအနေနဲ့မဟုတ်ပဲねနောက်တစ်ခုအနေနဲ့အသုံးပြုတဲ့အခါမှာဆိုရင်တော့သူ့ကိုဂျရန်နောက်လို့ခေါ်တယ်။ example အနေနဲ့ဆိုရင်တော့ reading is from စာပချင်းကပြောစရာကောင်းတယ်။နောက်တစ်ခုက swimming is good for your health ။ရေကူးခြင်းကမြေကျမရဲ့အတွက်ကောင်းတယ်လို့ပြောခြင်းရုံးတယ်။ နောက်ဆုံးတစ်ခုက study every day improves your english နေ့တိုင်းအင်္ဂလိပ်စာလုပ်ခြင်းကမင်းရဲ့အင်္ဂလိပ်စာကိုအာ improves ဖြစ်တယ်ပေါ့နော်တိုးတက်လာတယ်လို့ပြောချင်တုံးတယ်ပေါ့ okay နောက်တစ်ခုအနေနဲ့ကတော့ five infinitive five infinitive ကကြတော့ 2+ plus plus 0အာ first 0ဆိုတာက verb ကိုမ SES မရောတဲ့ verb ပေါ့နော် example အနေနဲ့ဆိုရင်တော့ i want to eat sushi ငါဆူရှိစားခြင်းနဲ့လို့ပြောရင်သုံးတယ်ပြီးတော့ he promised to help me အတိတ်ပဲအနေနဲ့ဆိုရင်တော့ तू ငါကိုကူညီမယ်လို့ကတိပေးခဲ့တယ်လို့ပြောတာပေါ့နော်နောက်ဆုံးတစ်ခုကတော့ it's time to go အခုကသွားဖို့အချိန်ကျပြီလို့ပြောချင်သုံးပါရဲ့ Okay, uh အပေါ်က Jeran exam တွေထဲမှာဆိုရင် reading, swimming နဲ့ studying တုတ်ခုကနောင်နေနဲ့သုံးထားဖြစ်တဲ့အတွက်သူတို့က Jeran နောင်နေပေါ့เนาะ။ Now infinitive ပတ်မှာဆိုရင်တော့ to eat to harm net to go သူတို့က2 base verb 2 plus verb 0တုံးထားဖြစ်တဲ့အတွက်သူတို့ကတော့ verb infinitive ပါ Okay ဆိုတော့တခုချင်းစီကြည့်စီရအောင်ပထမဆုံးက grand noun grand noun တွေကိုဘယ်မှာသုံးလို့ရလဲ grand noun တွေကို subject တစ်ခုအနေနဲ့သုံးလို့ရပါတယ်ဥပမာအနေနဲ့ဆိုရင် study english is important english စာလေ့လာခြင်းကအရေးကြီးရဲ့ we are smoking causes cancer အဲဆလိုက်တော့ချင်းကကင်ဆာဖြစ်စေရပေါ့ရောဂါဖြစ်စေရလို့ပြောကြည့်ရ smoking causes cancer လို့တော့မှာရယ်နောက်ဆုံးတစ်ခုက traveling helps you learn about new culture ခရီးသွားခြင်းကရေကြီးမှုအသက်တွေလေးလာဖို့အတွက်ကူညီပေးရလို့ပြောကြည့်ရင်တော့မှာရယ် Okay နောက်တစ်ခုကကြတော့ object of a verb အနေနဲ့တော့မှာ အလိုမျိုးနေရာမှာဆိုရင်တော့ they finish walking သူကအလုံးလုံးလုပ်ပြီးသွားတယ်။ which i enjoy reading ငါကစာဖတ်ရတာကိုကြိုက်တယ်လို့ပြောချင်တော့တယ်ပြီးရင် i hate waiting in a long line ငါကတန်းစီပြီးတော့စောင့်ရတာကြီးကိုမုန်းတယ်လို့ပြောချင်တော့ပါရဲ့နော်။ Okay so နောက်ထပ်နှစ်ခုကျမှာတည်းရဲ့နောက်ထပ်နှစ်ခုကကြတော့ uh object of a proposition proposition ရဲ့ object တစ်ခုအနေနဲ့သုံးပါပေါ့နော်ဘယ်လိုမျိုးဆိုရင်တော့ she is interested in english သူမကအင်္ဂလိပ်စာလေ့လာရတာကိုစိတ်ဝင်စားတယ်လို့ပြောချင် သုံးတယ်ပြီးတော့ we talk about going out ငါတို့ကအပြစ်တော်ဖို့အတွက်အာအပြစ်တော်မဲ့အကြောင်းကို ပြောနေခဲ့ကြတယ်လို့ပြောချင် သုံးပါတယ်နောက်ဆုံးတစ်ခုကကျလေးတို့တွေတော်တော်များများအသုံးများတဲ့ဟာပေါ့နော်တရားရောကကျလေးတို့ကို အကူညီပေးခဲ့တဲ့အချိန်မှာဆိုရင်ကျေးဇူးတင်စကားပြောရတယ်။အဲ့လိုအချိန်မျိုးမှာဆိုရင် thank you for helping me ။ငါ့ကိုအကူအညီပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်လို့ပြောချင်သုံးတယ်ပေါ့နော်။ Okay နောက်ဆုံးတစ်ခုကကြတော့ possessive ဒါမှမဟုတ်ရှေ pronouns တွေရဲ့အနောက်မှာလိုက်တာပေါ့နော်ဥပမာအနေနဲ့ဆိုရင်တော့ I don't like his shouting ငါသူ့ရဲ့ order ကြီးကိုမကြိုက်ဘူးပြီးတော့ my rated habit house may relax ငါရဲ့စားဖက်ချင်းအလေးအကျိတ်ကငါ့ကိုစိတ်ရပန်းဖြေဖို့အတွက်ကုညီပေးရလို့ပြောချင်သုံးပါရဲ့ပြီးတော့ we had her singing in the kitchen ငါတို့တွေသူမရဲ့တချင်းဆိုတဲ့အိုးမိဖို့ခံတဲ့ကနေကြားခဲ့တယ်ဆိုရဲ့အတိတ်ပဲပါ okay so နောက်တစ်ခုက bad infinitive bad infinitive ကိုဘယ်လိုနေရာမှာသုံးလို့ရလဲ so bad infinitive ကို လေးနေရသုံးလို့ရပါတယ်သူတို့ကတော့ after certain verse တချို့ verse တွေကအနောက်မှာအာ verb ing လိုက်လို့မရပဲနဲ့ verb infinitive 2 base verb ပဲလိုက်လို့ရတာပေါ့နော်အဲ့လိုမျိုးအာ verb တွေရဲ့အနောက်မှာဆိုရင် verb infinitive လိုက်တယ်ပြီးလို့ရှိရင် adjective တွေအနောက်မှာလိုက်တယ် after adjective adjective တွေအနောက်မှာလိုက်တယ်ပြီးရင် after nouns noun တွေရဲ့အနောက်မှာလည်းလိုက်တယ်ပြီးလို့ရှိရင် question word question word ဆိုတာကဥပမာအနေနဲ့ဆိုရင် what တို့ how တို့သူတို့အနောက်မှာလည်း verb infinitive တက်လိုက်ပါတယ် okay ဆိုတော့တစ်ခုချင်းကြည့်ကြည့်ရ after certain verbs example အနေနဲ့ဆိုရင်တော့ i want to learn english one year အနောက်မှာ now ဒါမှမဟုတ်လို့ရှိရင် to plus base verb ပြောရရင် now မဟုတ်လို့ရှိရင် verb infinitive ကလိုက်တယ်ပေါ့နော်ပြီးလို့ရှိရင် i hope to travel I hope to travel လို့ပြောလို့ရှိရင်လည်း hope ရဲ့နောက်မှာ2 plus 4ကိုလိုက်တာပေါ့เนาะအဓိပ္ပာယ်ကတော့ငါ ခီးတွားဖို့အတွက်ကိုမျှော်လင့်တယ်လို့ပြောချင် သုံးပါတယ်ပြေနောက်ဆုံးတစ်ခုက she decided to stay home သူမကအိမ်မှာပဲနေဖို့ကိုဆုံးဖြတ်ခဲ့တယ်ဆိုရအတိတ်ပဲပါ Okay နောက်တစ်ခုက after အချစ်တအချစ်တတဲ့အနောက်မှာလည်းလိုက်ပါတယ်အဥပမာအနေနဲ့ဆိုရင်တော့ I'm happy to see you ငါမင်းကိုတွေ့ရလို့ဝမ်းသာပါတယ်လို့ပြောချင်သုံးပါတယ် below ရှင်နောက်တစ်ခုက is hard to understand him ့ကိုနားလဲဖို့အတွက်တိတ်ခတ်တယ်ပြောရရင်အာလူတယောက်ရဲ့စိတ်ကိုပဲဖြစ်ဖြစ်သူ့ရဲ့ personality ကိုပဲဖြစ်ဖြစ်လေးနားလဲဖို့အတွက်ခတ်တယ်လို့ပြောချင်တုံးတယ်နောက်ဆုံးတစ်ခုကတော့ she's ready to go ဒီမှာကတော့ဖို့အတွက်အဆင်သင့်ဖြစ်ပြီဟုတ်ပါရဲ့နော်ဆိုတော့နောက်နောက်တစ်ခုကနောက်နေရဲ့အနောက်မှာလိုက်တယ်နောက်နေအနောက်မှာ verb infinitive ဘယ်လိုလိုက်လဲ okay so example နဲ့ကြည့်ကြည့်ရအောင် I have a plan to travel ငါမှာခရီးသွားဖို့အတွက် ဖလက်တစ်ခုအစီအစဉ်တစ်ခုရှိရဲ့ဒီနေရာမှာဖလန်ဆိုတာကအစီအစဉ်နောက်တစ်ခုဖြစ်တယ်ပေါ့နော်အဲအကြောင်းနောက်ရဲ့အနောက်မှာ to travel ဆိုတဲ့ verb infinitive လိုက်ပါတယ်ပြီးတော့နောက်တစ်ခု we had a chance to win ငါငါတို့မှာနိုင်ဖို့အတွက်အခွင့်အရေးရှိခဲ့တယ်လို့ပြောခြင်းသုံးပါတယ် နောက်တစ်ခုကကြတော့ I don't have time to waste ငါမှဖြုံးဖို့အတွက်အချိန်မရှိဘူးငါမှအချိန်ဖြုံးဖို့အတွက်အချိန်နေမရှိဘူးပေါ့နော်အဲ့လိုပြောချင်ရင်သုံးပါတယ်ဟဲ့နောက်ဆုံးတစ်ခုအနေနဲ့ကတော့ after question walks question word ရဲ့အနောက်မှာလဲ verb infinitive လိုက်ပါတယ်ဥပမာအနေနဲ့ဆိုရင်တော့ I don't know how to do ငါဘယ်လိုလုပ်အောင်လဲဆိုတာကိုမသိဘူးအဲ့လိုပြောချင်လို့ရှိရင်လဲသုံးပါတယ်ဒီနေရာမှာ how ဆိုတာက question word ပေါ့နော် a in အနောက်မှာ to do ဆိုတဲ့ verb infinitive လိုက်ပါတယ်။ပြီးတော့နောက်တစ်ခုက she's not sure when to start သူမဘယ်ချိန်စမလဲဆိုတော့မသိချဘူးလို့ပြောချင်တာပေါ့နော်။အဲနောက်တစ်မျိုးအနေနဲ့ she's not sure how to start လို့လည်းသုံးလို့ရပါတယ်။သူမဘယ်လိုစရမလဲဆိုတော့မသိချဘူးပေါ့နော်။ Okay, နောက်ဆုံး example ကတော့ he doesn't know where to go. သူကဘယ်တော့ရမလဲဆိုတာကိုမသိဘူး။ဥပမာလမ်းပြောင်းနေတဲ့လူတယောက်ဆိုရင်သူဘယ်တော့ရမလဲဆိုတာမသိဘူး။အဲ့လိုနေရာမှာဆိုရင် he doesn't know where to go လို့သုံးပါရယ်။ So, ဒီလေး video လေးကိုအဆုံးထိရှိပေးတာအလောက်ကျေးဇူးအထူးတင်ရှိပါရယ်ရှင့်။နောက် video မှာပြန်တွေ့ကြမယ်။ Bye bye.